1965 69ခုနှစ်တွင်မြမဘရင်စင်ဖြူရှင်မင်းသည်ယိုဒရားကို ထပ်မံတိုက်ခိုက်ပြီး1969ခုနှစ်တွင်အယုဒ္ဓယမြို့ကိုသိမ်းပိုက်နိုင်ခဲ့သည်အယုဒ္ဓယမီးလောင်ပျက်စီးခဲ့ပြီးယူဒိယသည်အင်အားရုတ်ရော့သွားခဲ့သည်ထို့သောထမ်ပူရီမင်းဆက်မှဘရင်တက်ခေါင်းသည်ယူဒိယကို ပြန်လည်ထူထောင်ခဲ့သည်1855ခုနှစ်မြန်မာဘရင်မင်းနုံမင်းလက်ထက်တွင်ယူဒိယနှင့်နောက်ဆုံးစစ်ပွဲဖြစ်ပွားခဲ့သည် ဤစစ်ပွဲများသည်အင်အားမမျှညီတော့ပဲရိုဒီယာဘရင်ရာမတီဟခိမီစီရေးပြုပြင်ပြောင်းလဲမှုများကြောင့်မြန်မာဘက်မှအောင်မြင်မှုမရရှိခဲ့ပြီးဘုံမူဝရှင်ဤစာအုပ်အရရိုဒီယာမြန်မာစစ်ပွဲပေါင်း44ကြိမ်ဖြစ်ပွားခဲ့သည်ဟုမှတ်တမ်းတင်ထားသည့်ဤစစ်ပွဲများသည်နှစ်နိုင်ငံအကြားနယ်မြေနှင့်အာဏာပြိုင်ဆိုင်မှု၏တက်သေးဖြစ်သည့်ထဝယ်တင်းနာ၏ချင်းမိုင်းစသည့်နယ်မြေများသည့်အကြိမ်ကြိမ်လက်လွဲပြောင်းခဲ့ရသည် စစ်ပွဲများအတွင်ဘာသာစကားဒလိထုံတမ်းများဖလှယ်ခဲ့သည်ဥပမာယူဒီယာ၏လူဦးရေရွှေ့ပြောင်းမှုစစ်ပွဲများကြောင့်နှစ်နိုင်ငံအကြားလူဦးရေရွှေ့ပြောင်းမှုများဖြစ်ပေါ်ခဲ့သည်မြန်မာများသည်ယူဒီယာသို့ပြောင်းရွှေ့ခဲ့သလို ရူရီးယားသားများလည်းမြန်မာနိုင်ငံသို့ပြောင်းရွှေ့ခဲ့ကြသည့်နှစ်နိုင်ငံစလုံးသည်စစ်ပွဲများမှမဟာဗျူဟာစည်ရင်းဤဗျူဟာများကိုတည်ယူခဲ့ကြသည့်တမိုင်းဆိုင်ရာမှတ်တမ်းများရူရီးယားမြန်မာစစ်ပွဲများကိုမြန်မာဘက်မှမဟာရာဇဝင်ကြီးနှင့်ရူရီးယားဘက်မှ ထိုင်းရာဇဝင်များတွင်မှတ်တမ်းတင်ထားသည်ရူရီးယားမြန်မာစစ်ပွဲများသည့်နှစ်နိုင်ငံ၏တမိုင်းတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ခဲ့သည့်ဤစစ်ပွဲများသည်နေမြေနှင့်အာဏာအတွက်ပြန်ဆိုင်မှုတာမကရင်ကျေးမှုဖလဲမှုနှင့်စစ်ရေးဆိုင်ရာတင်ကန်းစာများကိုပါဖြစ်ပေါ်စေခဲ့သည်ယနေ့ခေတ်တွင်မြန်မာနှင့်ထိုင်းနိုင်ငံ